မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် ပမောစခက21မကြစေဖို့အတွက်မပါခဒုတိယတိုင်မူကိုရိုင်းမြေပြင်ကွင်းစင်မီကိုကဲနီရဲ့အကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲပြင်းထန်လာတာနဲ့မြခေါင်းဆောင်ပိုင်းဒီမှာပါအမိတ်မနာခံမှုတွေပေါ်ပေါက်နေတယ်လို့သိရပါဗျ။ကချင်ပြည်နယ်ပမောမြို့မကြစေဖို့အတွက်စစ်ကောင်စီဘက်မှမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခမှာဒုတိယတိုင်မူကိုရိုင်းပမောတီစင်မီကိုကဲနီရဲ့လူမြေပြင်စစ်ရေးတရင်အရင်မြစ်တွင်ရသိရပါဗျ။ KIA ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေရဲ့တိုက်ခိုက်မှုကြောင့်စစ်စခန်းတွေတိုင်ရင်းတွေမှာဆုတ်ခွာခင်ရတဲ့တိုင်ရင်းမှုပြူဟာမှုနဲ့အောက်ခြေစစ်တီတွေကိုပြန် လင်းစုဖွဲ့စဉ်ကဒုတိယတိုင်မိုးကိုရိုင်းအနီးကပ်ကြီးချက်ကစခခ27မကြဆဲဖို့အတွက်ခုခံနေကြတယ်လို့တပ်သတင်းအရင်းမြစ်တုံးကပြောပါတယ်။ ဒူတိုင်မှုကိုယ်တိုင်သွားကုတ်ခဲ့ပါဆိုပြီးလွှတ်ထားတာအခုစကက21တဲရှိရင်ရှီကဆုံလာတဲ့ဖြူဟာမှုတွေတည်ရင်မှုတွေကိုဒုတိယတိုင်မှုကိုယ်တိုင်မှစုဖွဲ့ပြီးတော့နေရချပေးနေတာဒါအပြင်ဗမော်မျိုးမကြစေဖို့အတွက်စစ်ကောင်စီကမြစ်ကြီးနားလီတမတဆင်တနည်းကိုရဟန့်ရင်နှစည်းနှုံးပြန်တန်းကလက်နက်ခရမ်းတွေကိုဖြည့်တင်းပေးနေတယ်လို့သိရပါတယ်ဒါပေမဲ့လက်ရှိတိုက်ပွဲပြင်းထန်နေတာကြောင့်စကကအတွင်လက်အောက်ငယ်သားတွေတာမကတည်ရင်မှုအဆင်ရှိရဲ့ယာရုအကြီးပိုင်းတွေပါအမိတ်မနာကံမှုအချို့တွေပေါ်ပေါက်နေတယ်လို့တက်တွင်တည်ရင်ရင်းမြစ်တွေကဆက်ပြောတယ်ဟိုတ နေ့ကတင်အမိန်ပေးတာကိုတရင်မှု၂ယောက်ကမလုံနိုင်ဘူးကွာဆိုပြီးပြန်ပြောလို့နောက်ထိခေါ်ပြီးအပြစ်ပေးရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ဗမော်မျိုးတိုင်ပွဲကိုမြေပြင်မှာအပြင်းထန်ဆုံးခုခံကာကွယ်ပြီးနေပြီနဲ့ KIA နဲ့တော်လိုင်းအင်အားစုတွေဘက်မှလက်နက်ကြီးတကန်အနေထားထိရောက်ရှိလာပြီးတိုင်ပွဲပြင်းထန်လျက်ရှိရလို့သိရပါတယ်။ရွှေချင်းမြို့နယ်ခမာယာ998တိုင်ရင်ဌာနချုပ်တခုလုံးကို KNL PDF ပူပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးတိုင်ရင်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းများစွာရှိနေရဆိုတဲ့သတင်းချက်ပြီးတော့တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရွှေချင်းမြို့နယ်ညောင်ကျောက်ချင်းရွာရှိခမာယာ998တိုင်ရင်ဌာနချုပ်တခုလုံးကို KNL ီ PDF ပူပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုင်လိုက်ပြီးဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်တီသားမှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။မနေ့ကမေလ10ရက်နေ့ညနေ9:00ချိန်ရွှေကျင်မြို့နယ်ရှိခမာယာ968တိုင်ရင်ဌာနချုပ်တခုလုံးကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဒရုန်းတွေနဲ့တိုက်ခိုက်မှုများစတိုက်လုံဆောင်နေတဲ့အတွက်နေမြေရှင်းလင်းဖို့အတွက်အချိန်ယူလုံဆောင်နေရကြောင်းလက်ရှိအချိန်ထိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းများတိုင်ရင်တွေမှာပြန့်ကျင်းနေပြီးတင်းစင်ရရှိတဲ့လက်နက်ခင်းရများကိုလည်းစီးစစ်နေစေဖြစ်ကြောင်းသိရပါတယ်။ PD CDS စစ်စင်ရင်နေမြေတစစ်စင်ရင်နေမြေနှစ်နဲ့ KNL တန်ရင်ခုနှစ်တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်စစ်ခွေးတည်ဆောက်မှုအရေးအတွက်နဲ့လက်နက်တွေရရှိမှုတွေကလည်းအသေးစိတ်စစ်စစ်နေဆဲဖြစ်ပါတယ်ဂျီနန်ဆောင်နေရဆဲဖြစ်ပါတယ်အခုတင်ပိုင်ရရှိတာကတန်ရင်ဌာနချုပ်တစ်ခုလုံးကိုတင်ပိုင်တာပါခမရ998တန်ရင်တစ်ခုလုံးကိုတင်တာပါကာကွယ်ရေးဝန်ကြီးဌာန MOD ကမကြခင်အသေးစိတ်သတင်းထုတ်ပြန်ဖို့ရှိရလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသမှာတာဝန်ရှိသူကဆက်ရှင်းပြပါတယ် စစ်ကောင်စီကတိုင်ရင်ဌာနချုပ်တစ်ခုလုံးဆုံးရှုံးသွားတဲ့အတွက်လက်တတော်ခမာရ998တိုင်ရင်တီရှိရာညောင်ကျောင်းကျင်းရွာပါဝင်ပတ်ဝန်းကျင်ကျင်းရွာများမှပြည်သူများထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြောင်မြို့မှာရဲစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ကိုပြက်ခတ်တိုက်ခိုက်မှုစစ်ဘုံအပါအဝင်စစ်သားလေးဦးတည်ဆုံးပြီးတနက်3လက်တင်းဆက်ရရှိနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြောင်မြို့နယ်တွင်ပြည်သူများကိုစစ်ကြေးကောင်းဝင်ညစ်နေတဲ့မြောင်မြို့မှာရဲစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ကိုပြက်ခတ်မှုစစ်ဘုံအပါအဝင်စစ်သားလေးဦးတည်ဆုံးပြီးတနက် သုံးလက်တင်ဆက်ရရှိကြောင်း CDSON ပိုဆက်ကြစစ်ကြောင်းမှရဲဘော်စမာကသတင်းဌာနကို ပြောပါရယ်မေလ9ရက်နေ့ပြည်သူများထံမှစက်ကြီးကငွေညစ်နေတဲ့မြောင်မျိုးမရဲစခန်းမှစစ်သား6ဦးကို CDSON ပိုဆက်ကြစစ်ကြောင်းနဲ့မဟာမိတ်တော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတနင်္ဂနွေကြောကြာမြင့်ခဲ့ပြီးစစ်သား3နေရာမှာပဲလဲကြသည်ဆုံးကြောင်းကြည်ထိမှန်သွားတဲ့စစ်ဗိုလ်တအုပ်မှလည်းစစ်စခန်းကိုမရောက်ခင်ဒဏ်ရာနဲ့ထပ်မံတည်ဆောင်းသွားခဲ့ကြောင်းဂျန်စစ်သား2ဦးမှဒဏ်ရာပြင်းထန်ရရှိကြောင်းသိရပါရယ်စစ်သားတွေကိုလိုက်လံပစ်ခတ်ရမှာတနင်္ဂနွေကြောတိုက်ပွဲ ွဲဖြစ်ပါတယ်စခသုံးကောင်နေရာမှာပင်လင်းကြတီးဆုံးပါတယ်ကြီထီးတဲ့စစ်ပေါ်တော့စကန်းနာမရောက်ခင်တန်ရာနဲ့ထမှန်တီးဆုံးပါတယ်ကျန်တဲ့စစ်သားနှုတ်နဲ့တန်ရာပြင်းထန်ရပါတယ်ကျွန်တော်တို့တော်လိုင်းရေပေါ်တအုပ်လက်မောင်းကြီထီးမှန်တန်ရာရပါတယ်မစိုးရင်ရပါဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ MACV တနက်သုံးလက်သိမ်းဆည်းရရှိပါတယ်လို့ CDSON ပို့ဆက်ကြစစ်ကြောင်းမှာရေပေါ်စမာကရှင်းပြပါတယ် အဆိုပါစစ်စင်ရေးတိုက်ခိုက်မှုကို CDSOM ပိုဆက်ကြစစ်ကြောင်း MRF စပ်ပိုဆစ်ကြောင်းသကိုင်းခရိုင်တိုင်ရင်တင်နေမြေကပါကဖာနဲ့ဇာမနီပြောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီအတွက်ဖုံးဆိုးမြေရမခဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ကူညီနဲ့ MNDA နဲ့ထင်းမာလာရှုမြို့ကိုပြန်ရထားတဲ့စစ်ကောင်စီကအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခကိုမြည်တိနေရာမှာအခြေချမယ်ဆိုတာကိုမဆုံးဖြတ်နိုင်သေးပေ။ရမခတိုင်မှုကိုလည်းလအနေငယ်တွင်အစ်စ်တအူးထပ်မံခန့်အပ်ပြန်ပါတယ်။တမတော်နီးပညာတက်ကတဲ့ ို့ DSD အကြောင်းဘုံမှုချုပ်အေမင်းကိုပြီးခဲ့တဲ့အေဗီလာအတွင်းရမခတိုင်မှုပြင်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ဘုံမှုချုပ်အေမင်းကရမခတိုင်မှုအသည့်ဖြစ်လာတဲ့သူ့လောက်ကင်မှာလက်နက်ချသွားတဲ့မှုချုပ်အေမင်းနဲ့လူမားနေကြတဲ့လောက်ကင်ပြန်မှုချုပ်ကထောင်ထဲမှာလို့နေပြီးတော့တရင်အရှင်မြတ်တောကပြောပါတယ်။ပုံမှုကြောင့်အေမင်ဦးကပိုလောင်းတင်တဲ့အမှတ်စဉ်64တင်တဲ့စဉ်ဖြစ်ပြီး DSC အကြောင်းအရာတို့မှတစဉ်ရမခတိုင်မှုဖြစ်လာတာဖြစ်ပါတယ်။ DSD အကြောင်းမတိုင်ခင် ရှိအခြေဆိုင်အမှတ်၁၉စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကကဆက်ကိုစာကကမှုတာဝန်ထမ်းဆောင်ခဲ့ပါတယ်။လောက်ကိုင်းလက်နက်ကြားဗိုလ်မှူးချုပ်ဖြစ်စစ်ကောင်စီတိုင်ဝိုင်းတွင်လူသိများတဲ့ဗိုလ်မှူးချုပ်အင်မင်းကအလုတ်တင်ဗိုလ်လောင်းတင်တဲ့အမှတ်စဉ်24စဉ်ဖြစ်ပါတယ်။၎င်းက2024ခုနှစ်တရိကန်ဒေတာတိုင်းစစ်ဌာနချုပ်ရှမ်းပြည်နယ်ရှိပိုင်းမိုင်းဆက်မြို့အခြေဆိုင်အမှတ်၁၄စစ်စင်ကိုကဲမှုဌာနချုပ်စာကကဆက်လီစာကကမှုဖြစ်တာဝန်ထမ်းဆောင်နေစဉ် MNDN ရဲ့လာရှိုးမြို့တင်တပ်ပွဲမှာလက်နက်ချအညံ့ခံခဲ့သူဖြစ်ပါတယ်။၎င်းနဲ့ တူဒေတာကုတ်ကဲမှုစစ်ဌာနချုပ်လောက်ကင်ဓာကစမှုပုံမှုချုပ်မှုကျော်သူကိုကန့်ဒေတာစစ်ကောင်စီဖွဲ့ရင်ဒူဒီဥက္ကဋ္ဌပုံမှုချုပ်ထွန်းထွန်းမြင့်တမ55တမမှုပုံမှုချုပ်စော်မျိုးဝင်း MS နှစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှုပုံမှုချုပ်အောင်စော်လင် MS 6စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှုပုံမှုချုပ်တောင်းစင်ဦးတို့နဲ့အတူတူလက်နက်ချအညက်ခံခဲ့တာဖြစ်ပါတယ်2024ဇန်နဝါရီလ9ရက်နေ့ကတိုက်ပွဲမှာပြေးပေါက်ပိတ်နေစဉ် MNDA နဲ့ညှိနှိုင်းပြီးလက်နက်ချခဲ့တာဖြစ်ပြီး6ဦးစလုံးကိုစစ်ကောင်စီကလာရှုမြို့ကိုရဟန့်ရင်နဲ့ပြန် နဲ့ခေါ်ဆောင်လာကပုံကံမှုအမိတ်မနာကံမှုလို့နဲ့ဖန်ဆီးပြီးစစ်တရားရုံးဖြစ်စစ်ဆီးခဲ့ပါတယ်။ပုံမှုချုပ်ထွန်းထွန်းမြင့်အပါဝင်၃ဦးကိုတည်တန်းချလိုက်ပြီးကြံ၃ဦးကိုတော့ထောင်တန်းတသက်တကြွချလိုက်ကြောင်းတတိယမြားထွက်ပေါ်ခဲ့ပါတယ်။ စစ်ကောင်စီကတရားဝင်ထုတ်ပြန်ခဲ့ခြင်းတော့မရှိပါဘူး။လက်ရှိရမခတိုင်မှုပုံမှုချုပ်အင်မင်ကိုမခန့်အပ်ခင်ကလေးကရမခတိုင်မှုမှာပို့ချုပ်မြင့်ကျော်တွန်းဖြစ်ပါတယ်။၄ကျင်းရရှိချုပ်ယုံဒုတိယ၄ကျင်းရရှိချုပ်ပို့ချုပ်မြင့်ကျော်တွန်းကိုစစ်ကောင်စီက၂၀24ခုနှစ်နှစ်စန်းပိုင်းမှာရမခတိုင်မှုဖြစ်ခန့်အပ်ခဲ့ပါတယ်။ဂျာဘီမင်း၎င်းကကြားဖြန့်ငွေလိမ်လုပ်ငန်းများမှာပါဝင်ပတ်သက်နေကြောင်းတရုတ်စိုးရရဲ့သတင်းပေးမှုနဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာစစ်ကောင်စီကဖမ်းဆီးလိုက်ပြန်ပါတယ်။ ဘိုကျုံမြင့်ကျော်ထွန်းအပြင်မိုင်းရည်ပြူဟာမှုတန်ရန်ပြူဟာမှုလို့လည်းဖန်ဆင်းခံခဲ့ရပါတယ်။ပြီးခဲ့တဲ့2024ဇူလိုင်လကလာရှုမြို့ကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တင်းယူစဉ်ရာမခတိုင်မှုဘိုကျုံစိုးတင်ကိုဖန်ဆင်းခဲ့ပါတယ်။ရာမခတိုင်မှုအပြင်မူဆယ်ချေဆိုင်တမကိုကိုတမမှုဘိုကျုံစိုးလိုင်ကိုစစ်ကောင်စီကအစားထိုးခဲ့တဲ့ဘိုကျုံစိုးလိုင်ကမူဆယ်မှာပဲဆက်လက်ရှိနေစဉ်၎င်းကိုထပ်မံထုတ်ပေကရာမခကိုမိုင်းရည်မြို့မှာယာယီပြန်ဖွဲ့စည်းပြီးဘိုကျုံမြင့်ကျော်ထွန်းကိုတာဝန်ပေးခဲ့ခြင်းဖြစ်ပါတယ်။အခုအခါ တင်းအကူညီနဲ့လာရှုမြို့ကိုစစ်ကောင်စီကပြန်ဝင်လာပြီးနောက်ရှာမခတိုင်းမှုအသည့်အဖြစ်ပိုကျုံအင်မင်ဦးကနေရာရလာတာဖြစ်ပါတယ်။ တနေ့အတွင်းမှာတိုင်မူလေးယောက်ပြောင်းနေဗျာရာမခတိုင်မူရာရုကခစ်ပြတ်တော်မှာပကုံးပေါ်ကြီးလို့တင်ခံရတာရာမခကိုဘယ်နေရာမှာပြန်ထားမယ်ဆိုတာအဖြစ်မပေါ်တင်းတင်းလို့လောက်ပိုင်ခွင့်လည်းရှိမနေဘူးလာရှုမျိုးပေါ်လေးကိုကွက်ပြီးအုပ်ချုပ်ရမယ်အဖြစ်ကတိတ်ခါကြတယ်လို့ရှမ်းမြောက်တရင်အရင်မြစ်တန်းဦးကပြောပါရယ်ရာမခပါဝင်လာရှုမျိုးကို MND နဲ့ပူပေါင်းတက်တွေက2024ခုနှစ်ဩဂုတ်လစမ်းပိုင်းမှာတင်ပိုက်ထင်းချုပ်ခဲ့ပြီးအထူးဒေသတဲ့အဖြစ်ထည့်သွင်းသတ်မှတ်ပြီးအုပ်ချုပ်ရေးရန်တရာအသက်သွင်းနေစဉ်တရင်ရဲ့ဖီအားကြောင့်ပြီးခဲ့တဲ့ဧပြီလမှာစစ်ကောင်စီတန်းပြန်လွှဲပြေးလိုက်ပါတယ်တရင် ုပ်ထူးကိုယ်စားလှယ်တင်ရှိခြင်းဦးဆောင်နေပြစ်ခတ်ရယ်ဆဲမှုစောင့်ကြည့်ရဖွဲ့ရဲ့အကာအကွယ်နဲ့အပိလာ22ရက်ကပြန်ဝင်လာစဉ်စစ်ကောင်စီရင်တန်းမှာရာမခါရဲ့အမတ်တစိမ့်နေဝန်းဒီအလံကိုလွှင့်ထူလာခြင်းဖြစ်ပါတယ်။ရာမခါကတိုက်ပွဲအတွင်းညံ့ညက်ကြီးသွားပြီးအဆောင်များလည်းအကောင့်တိုင်းမရှိတော့ပါဘူး။စစ်ကောင်စီကလည်းလာရှုမြုပ်ပေါ်ရက်ကွက်12ခုကိုသာထိန်းချုပ်ခွင့်ရှိပြီး၎င်းနေရာကွက်ကက်ကလေးကိုတောင်အုပ်ချုပ်ရေးရန်တရားကိုမကင်တွင်နိုင်တော့ပါဘူး။ဒါကြောင့်ရာမခါကလည်းပုံပြောင်းနေစေဖြစ်ပါတယ်။စစ်ကောင်စီကမေလ၄ရက်နေ့မှာလာရှုမန်စုချောင်းစီရုံဦးစ ဆောင်ပြီးမြို့ပေါ်ရက်ကွက်များနဲ့အန္တရာယ်ကင်းပရင်ရွက်ခဲ့ပါတယ်။သူတို့စစ်ကောင်စီကကြောက်တက်တော့ဘာသာရေးနဲ့ပြန်ပြီးအားကိုးရှာလာလို့လာရှုမြို့မှာစစ်ကောင်စီကပရင်ရွက်မဲ့အစီအစဉ်နဲ့ပတ်သက်ပြီးမြို့ကန်တုံးကပြောပါတယ်။ အနီးရဲ့ကင်းပရင်ညွတ်မဲထင်လာရှုမြို့တင်တိုက်ပွဲမှာစစ်သားများပြားတည်ခဲ့ရတဲ့ရမခပါဝင်မယ်လို့ဆိုတာကတန်ညာရှိစရာမလို့လေစိမ့်မှာတိုက်ပွဲဖြစ်တော့ကလည်းစစ်တပ်ဘက်ကအများကြီးတည်တာအလောင်းတွေကိုခွေးတွေကစားတာလီဘသူမှလည်းအများမပေးနိုင်ဘူးမြို့ထဲသူတို့ဝင်ဆွဲတဲ့အိမ်တွေလည်းအယိုးစုတွေကျန်တာလီလာရှုမြို့ကန်တအုံကပြောတာပါ လာရှုရမခမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေကကြောက်စိတ်ဝင်တဲ့အတွက်စစ်ကောင်ဆောင်နေကိုယ်တိုင်ကမကြောက်ဘူးကိုကန့်တပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်မှအခုခါညီကိုခဲ့သူဖြစ်နေပြီးစစ်ကြောင်းပြောဆိုစီရင်နေကြောင်းစီရင်စစ်သားစင်ရောင်ကပြောပါရယ်ဒါပေမဲ့စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းကိုစစ်ရင်စက်တိုင်ဖြစ်တင်းနေပြီးလာရှုမြို့သားမကရှမ်းမြောက်မှာပါဆုံးရှုံးထားတဲ့တရင်ဌာနချုပ်တွေကိုပါပြန်စုဖွဲ့နိုင်ဖို့အရင်တင်ပြင်ဆင်နေတဲ့ပုံစံတွေ့ရတာကြောင့်သတိထားစောင့်ကြည့်ဖို့လိုကြောင်းစီရင်စစ်သားစင်ရောင်ကပြောပါရယ်ရှမ်းမြောက်စီရင်တဲ့အရင်မြင့်တုံးကတော့ရှာမခါကပထမဆုံးကြာ တဲ့စစ်တိုင်းဒီနေရာကစစ်တပ်အတွက်ဖုံးဆိုးမြေဖြစ်နေပါပြီလို့တုံးသက်ရေးသားထားတာကို တင်ဆက်ပေးလိုက်ရပါရှင်။